င်္ဂလာပါခင်ဗျာစံတော်ချင်းတုတ္တရီယာစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တုတ္တရီယာစီစဉ်ကနေကဘာတလွားကနှစ်တကူပွဲတော်ကြီးအကြောင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်နှစ်တကူချိန်ခါဆိုတာတကဘာလုံးနဲ့သက်ဆိုင်တဲ့ချိန်ကာလဖြစ်တာနဲ့အညီပျော်ပွဲရှင်ပွဲတွေကိုလည်းနိုင်ငံတိုင်းလူလူမှာကျင်းပလိရှိကြပါတယ်နိုင်ငံအသီးသီးနဲ့လူမျိုးစုတွေရဲ့ယဉ်ကျေးမှုမတူညီတာနဲ့အများသက်ဆိုင်ရာနှစ်တကူပွဲတော်တွေကျင်းပတဲ့ပုံစံကလည်းမတူညီကြပါဘူးဒီနေ့မှာတော့ကမ္ဘာကပ်ရောဂါ COVID-19 ကြောင့် နှစ်တက်ကူပွဲတော်ကြီးဟာစီစီကားကားဖြစ်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်စံတော်ချိန်ပြည့်သက်တဲ့အွန်လိုင်းကကြည့်ရှုခန်းစားနိုင်ဖို့အတွက်ဒီတစ်ပတ်သုတရေးရအစီအစဉ်မှာကဘာတလွားကနှစ်တက်ကူပွဲတော်ကြီးထဲကစိတ်ဝင်စားစရာအကောင်းဆုံးပျော်ပွဲရှင်ပွဲတွေအကြောင်းကိုရွေးချယ်တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။နိုင်ငံတိုင်းလိုလိုမှာနှစ်တက်ကူထိမ့်မှအဖြစ်မြရှုမိဘတ်တွေပြစ်ပေါက်လို့ရှိကြပါသေးတယ်။ ဒါပေမဲ့သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့အလင်းရောင်တွေဖြန့်ကျက်ထားတဲ့ကောင်းကင်ကြီးရဲ့အလှတရားကိုတော့မမိနိုင်ပါဘူး။ Iceland နိုင်ငံက New Year ညဟာကောင်းကင်ရံမှာဝါစိမ့်ညရောင်စုံအလင်းရောင်တွေနဲ့တိတ်ကိုလှပလွန်းလာကိုတွေ့ရမှာပါ။ဒီလင်းရောင်တွေကဝင်ရိုးစွန်းဒေတာတွေမှာသဘာဝအတိုင်းဖြစ်ပေါ်လေးရှိတဲ့ဝင်ရိုးစွန်းအလင်းရောင်တွေဖြစ်ပြီးတော့နှစ်တစ်ခုအချိန်ခါမှာလာရောက်တဲ့ပတ်တဲ့ကဘာလက်ခီးတွားတွေအတွက်အဓိကဆွဲဆောင်မှုဖြစ်ပါတယ် ရာဇီနိုင်ငံရီယိုဒီဂျနီရိုမှာရှိတဲ့ကိုပါကာဘာနာကမ်းခြေဟာကဘာပေါ်ကအလှဆုံးကမ်းခြေတွေထဲမှာတစ်ခုပါဝင်ဖြစ်ပါတယ်။ဒီကမ်းခြေမှာညစဉ်ညတိုင်းလိုလိုပါတီပွဲတွေပျော်ပွဲရှင်ပွဲတွေမပြတ်ကျင်းပလိမ့်ရှိပါတယ်။ဒါပေမဲ့ New Year ညမှာကျင်းပတဲ့နှစ်တစ်ကူးပွဲတော်ကတော့စီကားလုံးလာပါတယ်။ပွဲတော်ကိုလာရောက်တဲ့ Enderia ရိုးရာထုံးစံရာကံကောင်းခြင်းတွေယူဆောင်ပေးတဲ့အပြူရောင်ဝတ်စုံတွေဝတ်ဆင်လာကြပြီးတော့နှစ်တစ်ကူးမဲ့ခြင်းကိုအတူတူကစောင့်ဆိုင်းကြပါတယ်။ တကောင်းရန်ကြော်လို့နှစ်တကူရဲ့အချိန်မှာတော့မီးရှူးမိပန်တွေပြပောက်ပြီးကကုံပြောပါကြပါတယ်နယ်သာလန်နိုင်ငံအမ်စတဒန်မြို့ရဲ့လမ်းမာရီဟာနှစ်စဉ်ဒီဇင်ဘာ31ရက်နေ့ရောက်တိုင်းခြေချစရာမရှိတော့ဘူး။ဝဲရော်လာဧည့်သည်ပရိသတ်တွေနဲ့စီကားပစ်ချက်သွားလို့ရှိပါရယ်။မြို့ရင်းကဘားဆိုင်တွေ၊ကလပ်တွေနဲ့စားသောက်ဆိုင်တွေမှာလည်းလူတွေပြည့်ညံ့နေကြကိုတွေ့ရမှာပါ။ ဒီ area နှစ်တက်ကူးညမှာကျင်းပတဲ့ Amsterdam Street Party ကိုပါဝင်ဆင်နွှဲဖို့စောင့်ဆိုင်းနေတယ်ဖြစ်ကြပါတယ်။နှစ်တက်ကူးချိန်မှာတော့ Amsterdam တမျိုးလုံးလင်းထိန်သွားလောက်အောင်မီးရှူမိပန်တွေပစ်ပေါက်ပြီးနမ်းဘေးပါတီပွဲတွေစတင်ကျင်းပတာပါ။အိန္ဒိယနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ဂိုအာပင်နယ်ဟာသပ္ပရိကမ်းခြေရီကြောင့်ကမ္ဘာလက်ကြီးတွားရီကြမှာနာမည်ကျော်ကြားပါတယ်။ဒီကမ်းခြေရီမှာကျင်းပတဲ့လူစီကားဆုံးပွဲတော်တစ်ခုကတော့ ဂိုအားနှစ်တကူပွဲတော့ပဲဖြစ်ပါတယ်။ကန်းကြီးတခြားမှာပျော်ပွဲရှင်ပွဲတွေနဲ့စီကားလေးရှိပြီးတော့ပြောင်းဆုံမှုတွေနဲ့လှဆင်ကြသလိုမီရှူမိဘန်တွေလည်းပြပောက်ပြီးရှိပါတယ်။ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပလေရှိတဲ့နှစ်တကူပွဲတော်ကတော့တခြားနိုင်ငံတွေထက်ပိုပြီးတူကြနေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇင်ဘာ29ရက်နေ့လောက်ကစပြီးဇန်နဝါရီလ4ရက်နေ့ထိရက်ရှည်ပျော်ပွဲရှင်ပွဲတွေကျင်းပလေရှိလို့ပါ။ ရဲတွေတောတွင်မှာညာတိုင်းမြရှိမိပန်းတွေပြဖောက်ကြသလိုတိုချိုမြို့တမျိုးလုံးမှာလည်းနှစ်တက်ကူပွဲရဘူလာရောက်ဆင်နွှဲတဲ့တခြားဧည့်သည်တွေရောမြို့ခံလူလူနဲ့ပေါင်းစီကားလှပပါပါတယ် နေ့တက်ခုပွဲတော်ညရီရဲ့အလှပဟာကျင်းပပြုလုပ်တဲ့နေရာဒေသတွေရဲ့အလှပနာမည်ကျော်ကြားမှုတွေနဲ့ဆက်ဆက်နေပါတယ်။ဒါကြောင့်ဩစတြေးလျနိုင်ငံစစ်တနီမျိုးရဲ့စက်ကံမှာကျင်းပရင်နေ့တက်ခုပွဲတော်ညဟာတွားရောက်တဲ့ပတ်တဲ့တဲ့တဲ့ရီအတွက်မမေ့နိုင်စရာမှတ်တရားတွေပေးစွမ်းနိုင်မှာတေးကြပါပဲ။နေ့တက်ခုပွဲဆင်ရဲသူတွေအတွက်စက်ကံမှာဂီတဖျော်ဖြေပွဲတွေပြုလုပ်လို့ရှိပြီးတော့အနည်းတစ်ဝိုက်ကပါဆိုင်တဲ့စားတောက်ဆိုင်တွေမှာလည်းချက်ပြန်မကြစီကားတိုက်မိတာကိုတွေ့ရပါသေးတယ်။ မေရိကန်နိုင်ငံနာမည်ကျော်လက်စပီကတ်မြို့ကြီးဟာမူလကလေးကပါတီပွဲအကြောင်းထင်ရှားကြော်ကြားပေးတာပါဒီလိုမျိုးကြီးမှာတင်ပါတဲ့နှစ်တကူပွဲတော်ဟာလေဒီတော့ပရော်ပီပွဲတွေကောင်တောင်းစီစဉ်တွေနဲ့ပြောစရာဖြစ်မယ်ဆိုတော့အထူးပြောစရာမျိုးပါဘူးလက်စပီကတ်နှစ်တကူပွဲတော်ရဲ့နောက်ထပ်ဆွဲဆောင်မှုတစ်ခုကနိုင်ကလပ်တွေမှာတွားရောက်ပြောပါရင်းလောင်းကစားမျိုးမျိုးကို စိတ်တိုင်းကြပါအောင်ကစားနိုင်ကြတယ်ဖြစ်ပါတယ် ိုင်းနိုင်ငံရဲ့ရှေ့တောင်ပိုင်းကကိုဖာကန်ကျွန်းဟာလာစင်လာတိုင်းလာပညာပါတီပွဲတွေဆင်နွှဲနေရှိတဲ့နေရာတစ်ခုပါဒီလိုကျုံးပေါ်မှာနယူးယားနဲ့တိုက်ဆိုင်တဲ့လာဗင်ညာပါတီဟာအထူးကြဆုံးတဲ့အစီအကားဆုံးပါတီတစ်ခုဖြစ်လာခဲ့ပါတယ်။ထိုင်းလူမျိုးရေးသားမကတခြားနိုင်ငံကခီးတော့အဲရီမှာထိုင်းနိုင်ငံရဲ့ကိုဖာကန်လာပညာတင်တကူပွဲကိုလာရောက်ဆင်နွှဲနေရှိပြီးတော့ပါရလှပရဲ့ကမ်းခြေမှာကာပွဲတပင်တွေကိုအပြည့်အမြင်တွေ့ရမှာဖြစ်ပါတယ်။ ဘယ်တော့မှမအိတ်တဲ့မျိုးတော်ကြီးဆိုပြီးနာမည်ကျော်ကြားလာတဲ့အမေရိကန်နိုင်ငံကနယူးယောက်မြို့မှာကျင်းပနှစ်တကူပွဲတော်ဆိုရင်လည်းကျော်စရာကြီးများပြားလို့လို့ညာလုံးပေါက်တဲ့ပိုင်ကြောင်အားမရနိုင်တော့ပါပဲလူတီများသောနေရာတစ်ခုကတော့နယူးယောက်ပေါ်လုံးကြီးကိုချိတ်ဆွဲထားတဲ့ Times Square ကြီးနေပဲဖြစ်ပါတယ် Times Square ကနယူးယောက်ပေါ်လုံးကြီးဟာ1900ခုနှစ်ကတည်းကချိတ်ဆွဲလာခဲ့တဲ့ American New Year Delay ဒုံးစံတစ်ခုဖြစ်ကြောင်းသတ်မှတ်ခံထားကြအောင်တင်ဆက်ပေါ်ပြလိုက်ပါရစေ ဒီတစ်ပတ်စံတော်ချင်းတုပ္ပတရေးအစီအစဉ်ကိုဒီလောက်နဲ့ပဲညနာပြစီခင်ဗျာနောက်လာမယ့်သတင်းပတ်ဒီမှာလည်းစေဝင်စားခွဲအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာပြကြကြောင်းစောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်ပေးပါခင်ဗျာ thank you